အလုံးမဲမင်္ဂလာပါရှင်ဟောဒီပင်လေးကတော့ကနန်းလက်မပန်းခေါ်ကြံပဟုံပန်းမဲဖြစ်ပါတယ်နောက်ထာဟောဒီပင်လေးတွေကတော့အန်တီနောင်းပွားထားတဲ့အပင်လေးတွေပဲဖြစ်ပါတယ်ဒီအပင်ငယ်လေးကသူ့ရဲ့မိခင်ကဟောဒီအပင်ကြီးပဲဖြစ်ပါတယ်ဒီအပင်လေးတွေကလည်းအန်တီနောင်းပွားထားတာပါเนาะဒါကတော့ယုံမွေးလို့ခေါ်ပါတယ်เนาะ သူ့ရဲ့မွေးဖွားလေးတွေကလေယုံမွေးတွေလိုပဲနူးနူးညံ့ညံ့လေးနဲ့ပါဒီအပင်နဲ့အားလုံးကိုစူးလုံးပန်းပင်လို့လဲခေါ်ကြတယ်လို့ကန္တာရစူးပင်လို့လဲခေါ်ကြပါတယ်နော် အခုအဓိကကြွားချင်တာတော့လေဟိုဒီအပင်လေးပဲဖြစ်ပါတယ်လို့ကြည့်ပါအောင်အဖူးလေးထွက်လာပြီးဒီအပင်လေးကိုလေအန်တီနန်းကဝယ်ထားတာအနည်းဆုံး9နှစ်10နှစ်လောက်ရှိပြီပေါ့နော်အဖူးလေးထွက်လာတာအခုမှ တွေ့ဖူးပါတယ်လို့ဒါပေမဲ့လည်းအရန်ကိုပျော်ရပါတယ်နော်ဘေးမှာလည်းရှိသေးတယ်ကြည့်ပါအောင်အဖူးကနေအပင်လေးပွင့်လာတော့လည်းအရန်ကိုချစ်စရာကောင်းနေတယ်နော်ရန်လှတဲ့အယောင်လေးကလည်းပန်းဖြွဖြွလေးနဲ့ချစ်စရာလေးပါလို့ ဘလူးချစ်ချစ်အရန်ကိုလာတဲ့ပန်းလေးပါအေးဝယ်လာတော့ငါသူ့ရဲ့အပင်ကဒီအောက်ကလုံလုံရှိရှိပေါ့နော်တဖြည်းဖြည်းနဲ့မြင့်တက်လာတာပဲတွေ့ရတယ်အန်တီနန်းထင်ထားတာပန်းမွေမပွင့်တတ်ဘူးပေါ့အခုတော့ပန်းလေးပွင့်ပေးလာလို့အရန်ကိုကျေးဇူးတင်တယ်ပွင့်တဲ့ပန်းလေးကလည်းအရန်ကိုလှတယ်လေနော် အိုးကြည့်ပါဦးညနေခင်းရောက်လာတော့အခုလိုပြန်ပြီးတော့မှငုံသွားတယ်ထူးဆန်းနေတော့ခုနတုန်းကဆိုရင်အပွင့်ကအရန်ကိုပွင့်တယ်အရန်ကိုအလှနေတာအခုတော့ငုံငုံလေးဖြစ်သွားတယ်ဘာလို့အဲ့လိုဖြစ်တာလဲမသိဘူးပေါ့နော်ညနေခင်းရောက်လို့များတို့တွေငုံသွားတာလားပေါ့နော်နောက်ထပ်၃နာရီလောက်လက်ကြည့်လိုက်ပြန်တော့လဲထပ်ပြီးငုံသွားပြန်ရော အေးနောက်ထပ်ဘယ်လောက်ထိများသေးငယ်သွားမလဲတော့မသိဘူးပေါ့နော်ဒါတော့အန်တီနန်းရဲ့ပထမဦးဆုံးအတွေ့အကြုံပဲဖြစ်ပါတယ်လို့အခုဒါကညနေ9နာရီမှာပေါ့နော်အဲ့မှာလဲတဖြည်းဖြည်းနဲ့သေးငယ်သွားတယ်ဒါလေးကတော့အန်တီနန်းကတိချင်းလို့လို့ zoom ဆွဲပြီးရိုက်ထားတာပဲဖြစ်ပါတယ်နော် အခု6နိုင်ထိုးချိန်မှလာကြည့်တော့ပူပြီးတော့မှတင်းငယ်သွားတာတွေ့ရပါတယ်။ပိုင်းရထိတ်မှလည်းအည်ဆက်လေးရှိနေတယ်လို့ပဲနော်။ကြည့်ပါအောင်ထူဆန်းလိုက်တာ။အော်ပန်းတွေလည်းညရောက်ရင်တို့လည်းအိတ်ချိန်ရောက်ပြီထင်ပါတယ်နော်။အခုတော့တဖြည်းဖြည်းနဲ့တင်းငယ်ပြီးသွားပါတယ်လို့နော်။တို့လည်းညဆိုရင် အိတ်ဆက်အနားယူမယ်ထင်ပါတယ်နော်။ဒါလေးကတော့အန်တီနာရဲ့အတွေ့အကြုံတစ်ခုကိုမျှဝေပေးတာပါနော်။ ခုတော့မူလဲချုပ်ပါပြီမူတိန်လလကြီးထဲမှာလမင်းကြီးနေနေတာလေးကလှလို့အန်တီနန်ကအမတ်တရလေးယူထားလိုက်ပါတယ်နောက်တနေ့မူလင်းပြီး9နာရီ10နာရီအချိန်လောက်မှာလာကြည့်လိုက်တော့ပန်းကလေးကအရန်ကိုပြန် ပွင့်ပြီးလှပလို့နေပါတယ်လို့ကြည့်ပါဦးသူလည်းမိုးလင်းတော့လည်းပွင့်ချိန်တန်တော့လည်းပြန်ပြီးပွင့်ပေးပါတယ်မနေ့ကလို့ပဲလှပလို့နေပါတယ်ဘယ်နှရက်ထိခမ်းမယ်ဆိုရတော့မတိသေးဘူးပေါ့နော်စောင့်ကြည့်ရအောင်ပါပါကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင် မိသားစုမိတ်ဆွေများအားလုံးကိုကြမ်းမှစိတ်ချမ်းသာရှိကြပြီးလူရဆန္ဒများပြည့်ဝကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်။